မင်္ဂလာပါခင်ဗျာ ACC ကွန်ပျူတာသင်တန်းမှာကြိုဆိုပါတယ်ကျွန်တော်နာမည်နိုင်လေးဦးပါကျွန်တော်ကတော့ ACC ကွန်ပျူတာသင်တန်းရဲ့ founder ပါခင်ဗျာကျွန်တော်ဒီနေ့မျှဝေပေးခြင်းတဲ့သင်ခန်းစာလေးရတော့ PDF file အဖြစ်ပြောင်းလဲတဲ့သင်ခန်းစာလေးကိုကျွန်တော်မျှဝေပေးသွားခြင်းပါတယ်ခင်ဗျာဒီ PDF file ပြောင်းလဲလေးရတော့ဗောနောကိုကဒီကိုရုံမှာ Microsoft Word ဒီ Excel တွေမှာဆိုလို့ရှိရင်ကိုလောက်ထားတဲ့ဗောနောကိုရေးထားတဲ့ဟို data တွေစင်းစရာတွေကိုကို ဒီစာအုပ်ပုံစံမျိုးလေးအနေနဲ့ပေါ့နော် PDF လေးအနေနဲ့မှာဖတ်ရှင်တယ်ဆိုလို့ရှိရင်ဒါအလွယ်တကူ PDF လေးပြောင်းပြီးတော့ sorry ပြောင်းပြီးတော့ဖတ်လို့ရပါတယ်နော်ကိုကပေါ့နော်ဒီကွန်ပျူတာနဲ့ PDF ဖတ်ပြီးတော့ကိုရဲ့ဖုန်းလေးထဲမှာထည့်ဖုန်းလေးထဲမှာထည့်ပြီးတော့အဲကိုကမှကွန်ပျူတာမှာ Microsoft မှာစာစီလိုက်တယ်ဒီစာစီလိုက်တဲ့ဟာလေးကိုပေါ့နော်ကိုကနေပြီးတော့ဟိုအလွယ်တကူကိုရဲ့ဖုန်းလေးထဲမှာအလွယ်တကူကြည့်ကျင်တယ်ဆိုလို့ရှိရင်ဒါဒီစကြည့်ထားတဲ့စာလေးကို PDF ဖတ်ပြီးတော့ဖုန်းလေးထဲမှာထည့်ထားပြီးတော့တကား ထည့်ထားပြီးတော့ပေါ့နော်ကိုအလွယ်တကူဖတ်လို့ရပါတယ်အဲ့တော့ဒီမှာကျွန်တော် PDF ဖတ်ပြမှာ Microsoft Word ရဲ့ Excel ရဲ့ PowerPoint အကုန်လုံးကို PDF ဖတ်ပြမှာ ဖြစ်ပါတယ်နော်အဲ့တော့ Word ရဲ့ Excel ရဲ့ PowerPoint ရဲ့ Publisher ရဲ့ OneNote ရဲ့ PowerPoint ရဲ့ sorry ဒီ Photoshop ရဲ့ဆိုတော့ကျွန်တော် PDF ဖတ်ပြပါ6မျိုးပါနော်โอเคအဲ့တော့အခုစလိုက်အောင်နော် အဲ့တော့ဒီမှာဆိုလို့ရှိရင်တော့ Microsoft Word မှာဒီမှာ okay ကိုကဒီမှာဆိုလို့ရှိရင်စာစီထားရပေါ့နော်ဒီစာစီထားတာလေးကိုကိုက PDF ဖတ်ရှင်နေဆိုလို့ရှိရင်ဒါအလွယ်ကူဆုံး PDF ဖတ်လို့ရပါတယ် PDF ဖတ်ရှင်နေဆိုလို့ရှိရင် file name ကိုတွားပါနော် file name ကိုတွား PDF ဖတ်စာ PDF ဖတ်တာဆိုတာဒီစာအုပ်ပုံစံမျိုးလေးအနေနဲ့ပြန်ပြီးတော့ကြောင်းတာပါနော်သူကပြင်လို့မရဘူးပြင်လို့မရဘူးဖြတ်လို့မရဘူးဒါပေမဲ့ဟိုဖတ်ရုံလေးပဲဖတ်လို့ရပါနော်အဲ့တော့ဒီမှာ file name ကိုတွားပြီးတော့လို့ရှိရင်ဒီမှာဒီ export ဆိုတာလေးကိုနှိပ်လိုက်ပါနော် Xbox ဆိုတာလေးကိုနှိပ်ပြီးသွားရဆိုလို့ရှိရင်ဒီမှာဒီမှာ create pdf ဆိုတာလေးရှိရနော်ဒီ create pdf ဆိုတာလေးကိုတစ်ဆက်နှိပ်ပြီးလိုက်ပါပြီးသွားရဆိုလို့ရှိရင်ကိုယ်ကကိုယ့်ရဲ့ computer မှာဘယ်ထဲမှာတိတ်မှာလဲပေါ့နော်ကိုယ့်ရဲ့ computer မှာဘယ်ထဲမှာတိတ်မှာလဲဆိုလို့ရှိရင်ဟိုမှာအဲ data ဒီထဲမှာတိတ်ကျင်နေဆိုလို့ရှိရင် data ဒီထဲမှာဒီမှာ new folder နဲ့ဒီမှာ folder တစ်တခုတိစားလိုက်ပါနော်ပြီးသွားရဆိုလို့ရှိရင်ဒီမှာ folder မှာကျွန်တော်ဒီမှာ pdf ဆိုပြီးတော့ဒီမှာတိတ်ပြီးလိုက်မယ်နော် all pdf okay all pdf နော် โอเคပြီးတော့ရဲ့ဆိုလို့ရှိရင် define လေးကိုဖွင့်ပေးလိုက်ပါဒီထဲမှာကျွန်တော် Microsoft Word နဲ့ပြမှာဖြစ်တယ်ဒီမှာ number 1ကဒီမှာ Microsoft Word เนาะဒီမှာကိုယ့်ရဲ့ file name လေးကိုတင်ပေးလိုက်ပါပြီးတော့ရဲ့ဆိုလို့ရှိရင်ဒီမှာဒီ public store လေးကိုတက်ပြီးတော့နှိပ်ပေးလိုက်ပါเนาะဒီမှာ open file မှာအမှန်ရှိထားမယ်ဆိုလို့ရှိရင်တော့ကိုကဒီတင်ပြီးသွားရဲ့ဆိုလို့ရှိရင်ဒီ PDF လေးရာတန့်ပွင့်ပါလေးကိုပြောပါဗျာเนาะအဲ့တော့ဒီဟာလေးကိုအမှန်ကြီးလေးကိုဖြောက်ထားလိုက်ပါเนาะပြီးသွားလို့ရှိရင်ဒီအဲ public store လေးကိုတစ်ဆက်နှိပ်ပေးလိုက်ပါ โอเคဒါဆိုလို့ရှိရင် Microsoft Word လေးကို PDF ဖတ်လုပ်ပြီးသွားပါ යි ဒီမှာ file ကိုသွားပြီးတော့တွေ့တကူသွားကြည့်လို့ရပါတယ်เนาะဒီမှာ data ID တွေက Word PDF ဆိုတဲ့အထဲမှာဒီမှာ Microsoft Word လေးပြီးသွားပြီเนาะဒါဆိုလို့ရှိရင် Microsoft Word လေးကိုရလာ Microsoft Word လေးရသွားပြီဆိုလို့ရှိရင် Excel လေးကိုသွားမယ်เนาะ Excel မှာလို့ Excel မှာဆိုလို့ရှိရင်လဲโอเคကိုကဘာလဲဒီဒီပေါ်တော့ဒီကိုရဲ့ဒီ data လေးကို အဲ့ဈေးမှာလည်းအလွယ်တကူ PDF လေးနဲ့ဖတ်ရှင်တယ်ဆိုလို့ရှိရင်ဖတ်လို့ရပါတယ်ဖတ်ရှင်တယ်ဆိုလို့ရှိရင်ဒီ file တွေကိုတော့ပါ Microsoft Word နဲ့တူပါရဲ့ export ကိုနေပါเนาะပြီးတော့လို့ရှိရင်ဒီမှာ create PDF ဆိုတာလေးကိုတစ်ချက်နေပေးလိုက်ပါဒီမှာဒီအစွမ်းနာထဲမှာပဲသိမ့်ပေးလိုက်မယ်เนาะဒီမှာဆိုလို့ရှိရင်ဒီမှာ data ဒီထဲက all PDF ထဲမှာဒါလေးရသူ့ရဲ့ file တွေကိုကျွန်တော် excel လိုပဲရေးပေးလိုက်ပါမယ်โอเคပြီးတော့ရဲ့ဆိုလို့ရှိရင်ဒီမှာ ဒီ public server လေးကိုတစ်ချက်နေပေးလိုက်ပါဒါဆိုလို့ရှိရင် excel လေးကိုလည်း pdf file အနေနဲ့ဖတ်လို့ပြီးသွားပါပြီဒီမှာ file ကိုတွားကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာ work get excel ဆိုပြီးတော့ဒီမှာပေါ်နေပါလိမ့်မယ်နော်ဒါဆိုလို့ရှိရင်ရလားဒါလေးကိုကျွန်တော်နာမည်လေးပေးလိုက်မယ်နော်ဒါလေးကို number 2ဆိုပြီးတော့ okay ဒါဆိုလို့ရှိရင်ရလားဒါဆိုလို့ရှိရင် work လေးရရင် excel လေးရရင်နော်နောက်တစ်ခါ power point okay ပေါ်ပါဒီပေါ်ပါပါเนาะကိုယ်လောက်ထားရတဲ့ဒီ site လေးကိုဒီဒီ slide လေးကိုကိုက ် PDF လေးအနေနဲ့ပေါ့နော်အဲဒီဓာတ်ပုံလေးကိုလည်း PDF လေးအနေနဲ့ကြည့်ကျင်တယ်ဖတ်ရှင်တယ်ဆိုလို့ရှိရင် file ထဲကိုသွားပါပြီးသွားရဆိုလို့ရှိရင်ဒီမှာ export ဆိုတာနေနော် export ဆိုတာနေပြီးဒီအပေါ်ဆုံးမှာရှိပါတယ်ဒီ create PDF ဆိုတာလေးကိုတစ်ချက်နေပေးလိုက်ပါ okay ပြီးသွားလို့ရှိရင်သူ့ကိုလည်းဒီမှာ all video ထဲမှာပဲထည့်ပေးလိုက်ပါမယ်နော်ပြီးရင်ဒီမှာနံပါတ်3အနေနဲ့ဒီမှာ power point ပေါ့နော် okay ပြီးတော့လို့ရှိရင်သူ့ကိုလည်းတင်ပေးလိုက်ပါဒါဆိုလို့ရှိရင်ဒီမှာ PowerPoint လေးကိုလည်းဒီမှာ PDF ဖတ်လို့ပြီးသွားပါ යි နောက်တစ်ခါပြီးသွားလို့ရှိရင် publisher ပေါ့နော် okay ဒီမှာအဲ publisher မှာဆိုလို့ရှိရင်လည်းကိုကပေါ့နော်အလွယ်တကူဒီ PowerPoint လေးအနေနဲ့ကိုက fashion နဲ့ဆိုလို့ရှိရင်ဒါအလွယ်တကူဖတ်လို့ရပါတယ် okay ဒီမှာနော်ကိုရဲ့ဒီလိပ်စာလေးကိုကနေပြီးတော့ PDF ဖတ်ရှင်တယ်ဆိုလို့ရှိရင် file နဲ့ကိုသွားပါပြီးတော့ရင်ဒီမှာ export ဆိုတာလေးကိုနှိပ်ပေးပါနော် ပြီးသွားရဆိုလို့ရှိရင်ဒီမှာအပေါ်ဆုံးမှာရှိရယ်နော်ဒီမှာ create video ဆိုတာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပြီးရင်ဒီမှာဒီ create video ဆိုတာလေးကိုနှိပ်ပေးလိုက်ပါသူ့ကိုလည်း data ဒီထဲကဒီမှာအဲ all video ထဲမှာပဲ save ပေးလိုက်ပါမယ်သူ့ကိုဒီမှာအဲ number 4နေပေါ့နော် number 4အနေနဲ့သူ့ကိုဒီမှာတင်ပေးလိုက်ပါမယ် okay ပြီးရင်ဒီမှာအဲ web ဒီ public ဆိုတာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါဒါဆိုလို့ရှိရင် ဒီမှာသူ့ကိုလည်းဒီမှာ PDF အနေနဲ့ဒီမှာဖတ်လို့ပြီးသွားပါတယ်ဒါဆိုလို့ရှိရင်ဒီမှာ၄ခုပြီးသွားပြီနော် work ရဲ့ excel ရဲ့ powerpoint ရဲ့ပြီးရင် publisher ရဲ့ဒါဆိုလို့ရှိရင်ရမယ်နော်ပြီးသွားရဲ့ဆိုလို့ရှိရင် OneNote okay ကိုကပေါ်တော့ဒီ OneNote လေးမှာကိုကမှတ်စုလေးရေးထားတယ်ဒီမှတ်ပီဒီအက်ဖတ်တာဖို့လွယ်ပါတယ်။ Okay အပီဒီအက်ဖတ်ချင်တယ်ဆိုလို့ရှိရင် file name ကိုသွားပါသူ့ကိုလည်းဒီမှာ export export ဆိုတာလေးကိုနှိပ်ပေးလိုက်ပါနော်။ ဲ export ဆိုတာလေးကိုနှိပ်ပြီးပြီးသွားပြီဆိုလို့ရှိရင်သူ့ကိုဒီမှာ file type ရွေးရွေးရတယ်เนาะကိုကဒီမှာဘာအနေနဲ့ဒီမှာ export လုပ်မှာလဲဒီမှာအဲ PDF အနေနဲ့လုပ်မှာဖြစ်တဲ့အတွက်ဒီမှာ PDF ဆိုတာလေးကိုတစ်ချက်ရွေးပေးလိုက်ပါเนาะပြီးသွားလို့ရှိရင်ဒီမှာ export ဆိုတာလေးကိုနှိပ်ပေးလိုက်ပါ Okay ပြီးသွားပြီဆိုလို့ရှိရင်သူ့ကိုလည်းဒီမှာ data ဒီထဲကဒီမှာ all PDF မှာတင်ပေးလိုက်ပါပဲเนาะသူ့ကိုဒီမှာနံပါတ်5အနေနဲ့ဒီမှာ1 note ဆိုပြီးတော့တင်ပေးလိုက်ပါမယ် โอเคပြီးသွားရဲ့ဆိုလို့ရှိရင်သူ့ဒီမှာဆေးစွာလေးကိုနှိပ်ပေးလိုက်ပါဒါဆိုလို့ရှိရင်ဒီမှာဒီ one note လေးကိုလည်းမှတ်စုလေးအနေနဲ့ဒီမှာရေးပေးသွားပါယူโอเคဒါဆိုလို့ရှိရင်၅မြောက်ရှိသွားပြီเนาะနောက်ဆုံးတစ်ခုကတော့ Photoshop ပါကိုယ့်ရဲ့ Photoshop မှာလည်းကိုကစာစီထားတာလေးကိုအလွယ်တကူ PDF အနေနဲ့ဖတ်လို့ရပါတယ် Fashionable ဆိုလို့ရှိရင်ဒီမှာကိုကဘောနောဟိုမှာဒီစာလေးကိုကိုကဘောနော PDF Fashionable ဆိုလို့ရှိရင် file နဲ့ဟိုသွားပါเนาะ file နဲ့ဟိုသွားပြီးသွားလို့ရှိရင်ဒီစိတ်ရပါเนาะဒီစိတ်ရမှာ ိတ်ပေးလိုက်ပါဒီစစ်ရိုက်လေးမှာတစ်ချက်နှိတ်ပေးလိုက်ပါပြီးသွားလို့ရှိရင်ဒီအောက်ကဖိုင်တိုက်မှာနော်ဖိုင်တိုက်မှာအောက်မှာဒီမှာရွေးပြရသေးပါတယ်ဖိုင်တိုက်မှာဒီမှာအဲ PDF ဆိုတာလေးကိုပြောင်းပေးလိုက်နော်ဒီမှာဖိုင်တိုက်မှာဒီမှာ Photoshop ဒီမှာ PDF ဆိုတာလေးကိုတစ်ချက်နှိတ်ပေးလိုက်ပါပြီးသွားလို့ရှိရင်အဲဘယ်မှာအသိမ်းမှာလဲဆိုလို့ရှိရင်ဒီမှာ data ဒီထဲက all PDF ထဲမှာသူ့ကိုဖိုင်နေကိုနံပါတ်6အနေနဲ့ဒီမှာအဲ Photoshop ဆိုပြီးတော့ဒီမှာရေးပေးလိုက်ပါမယ်โอเคပြီးသွားလို့ရှိရင်ဒီမှာ save ဆိုတာလေးကိုနှိပ်ပေးလိုက်ပါ ဒါဆိုလို့ရှိရင်ဒီမှာပြသွားလို့ရှိရင်ဒီမှာ save pdf ဆိုတာလေးကိုနှိပ်ပေးလိုက်နော်ပြီးရင်အဲ yes ဆိုတာလေးကိုနှိပ်ပေးလိုက်ပါဒါဆိုလို့ရှိရင်တို့ကဒီမှာအကုန်လုံး pdf ဘောနော်အကုန်လုံး pdf ဖတ်မှာဖြစ်တဲ့အတွက်ဒီမှာ okay all ဆိုတာလေးကိုနှိပ်ပေးလိုက်ပါဒါဆိုလို့ရှိရင်ဒီမှာ powerpoint sorry ဒီ photoshop လေးကိုလည်း pdf အနေနဲ့ဒီမှာဖတ်လို့ပြီးသွားပါ ਈ okay ဒါဆိုလို့ရှိရင်ဒီမှာ pdf ဖတ်တာအဆခုရှိရနော် ဒီမှာဆိုလို့ရှိရင်ရှားခုရှိပါတယ်ဒီမှာ Microsoft Word ကအိဇဲလေးရဲပြီးတော့လို့ရှိရင်ဒီမှာ Power Point ပြီးရင် Publisher ရဲ့ OneNote ကပိုတိုချော့ရဆိုပြီးတော့ဒီမှာကိုယ်ပေါ်တော့ကိုယ့်ရဲ့တော့ကမ်းမှာကိုကြုံတွေ့နေရတဲ့ခက်ခဲလေးပေါ့နော်ဒီကိုက PDF လေးအနေနဲ့ဖတ်ရှင်နေဆိုလို့ရှိရင်ဒီပုံစံအတိုင်းအလွယ်တကူ PDF လေးဖတ်လို့ရပါတယ်နော်ဒါလေးကိုမပြန်ပြီးတော့ဖွင့်ကြည့်လိုက်ပါမယ်โอเคဒါဆိုလို့ရှိရင်ဒီမှာ Microsoft Word လေးပါ โอเคဒီမှာဆိုလို့ရှိရင်ကိုကဒီဒီ CV form လေးကိုကအလောက်လျှောက်တော့မယ်ဆိုလို့ရှိရင် PDF အနေနဲ့တောင်းတယ်ဆိုလို့ရှိရင်ဒီလိုမျိုး Microsoft Word မှာ PDF လေးဖတ်ပြီးတော့အလွယ်တကူအလုပ်တွေပါရေးရှောင်းလို့ရပါတယ်เนาะဒါဆိုရင်ဒါလေးရမယ်เนาะပြီးရင်ဒီမှာ Excel စည်းရင်းစရာ file လေးကိုယ့်ရဲ့စည်းရင်းစရာ file လေးကိုကိုက PDF လေးနဲ့ဖတ်ထားခြင်းတယ်ဆိုလို့ရှိရင်လည်းဒီမှာအလွယ်တကူ Excel လေးမှာလည်း PDF ဖတ်လို့ရပါတယ်ပြီးသွားပြီဆိုလို့ရှိရင်ဒါလေးရ PowerPoint ဒီမှာ PowerPoint လေးမှာလည်းကိုယ့်ရဲ့ဒီမှာ site ပုံလေးဒီမှာ ဒီဟာလေးကိုဓာတ်ပုံလေးရောဒီမှာ PDF လေးအနေနဲ့ဒီမှာဖတ်ရှင်တယ်ဆိုလို့ရှိရင်ဖတ်လို့ရပါတယ်ဒီ PDF လေးကဒီမှာကြည့်အောင်လေးပဲကြည့်လို့ရတယ်နော်ဖတ်အောင်လေးပဲဖတ်လို့ရပါတယ်ပြင်လို့မရဘူးဖြစ်လို့မရပါဘူးနော်ပြီးသွားပြီဆိုလို့ရှိရင်ဒါလေးကိုဒါလေးက publisher သူ့ကိုလည်းဒီမှာဖွင့်ကြည့်လိုက်ပါမယ်နော် Okay ဒါဆိုလို့ရှိရင်ဒီမှာ Okay ဒီမှာဒီလိပ်စာကတ်ပုံစံမျိုးလေးနော်ဒီမှာလိပ်စာကတ်လေးကိုဒီ PDF ဖတ်တာလို့ကိုကဒီမှာ print တန်းပြီးတော့ထုတ်မယ်ဆိုလို့ရှိရင်တော့မှဒီမှာ print တန်းပြီးတော့ထုတ်လို့ရပါတယ်โอเคဒါလေးကဒီဟာလေးရပါတော့ဒီ ပပလီရှာလေးကိုသုံးပြီးတော့ဒီမှာလိပ်စာကတ်လေးလည်းအလွယ်တကူပြုလုပ်လို့လည်းရပါရဲ့ဒါလေးကလိပ်စာကတ်လေးလောက်တာနော်ဒီသင်္ကန်းစာလေးရတော့ကျွန်တော်ဒီမကြခင်မှာဖွင့်တော့မယ် online class ထဲမှာဒီသင်္ကန်းစာလေးပါပါရဲ့နော်စိတ်ဝင်စားတဲ့မိတ်ဆွေတွေတက်ရှင်တယ်ဆိုလို့ရှိရင်လည်းစဉ်းရင်းသွင်းနိုင်ပါတယ်ခင်ဗျာโอเคဒါလေးပြီးသွားပြီဆိုလို့ရှိရင်ဒါ one note ပါဒီ one note မှာဆိုလို့ရှိရင်လည်းဒီမှာကိုယ့်ရဲ့ရေးထားတဲ့ဒီမှာမှတ်စုတွေကိုဒီမှာ အလွယ်တကူနဲ့ဒီမှာ PDF ဖတ်ပြီးတော့ဒီမှာအလွယ်တကူဖတ်ပြီးတော့ကြည့်လို့ရပါတယ်ဒီမှာ share ကြည့်ပါလားကြည့်လို့ရရင် okay ဒါဆိုလို့ရှိရင်ရမယ်เนาะဒါလေးက one note ပါပြီးတော့ရဆိုလို့ရှိရင်နောက်ဆုံးတစ်ခုကဒီမှာ Photoshop เนาะ Photoshop မှာလည်းဒီမှာ PDF လေးကိုဒီမှာသွားကြည့်လိုက်ပါ okay ဒါဆိုလို့ရှိရင်ဒီမှာဒီမင်္ဂလာဖိတ်စာလေးကိုကိုယ်ကဒီမှာဒီမှာ PDF လေးဖတ်ပြီးတော့ဒီမှာအလွယ်တကူစာအုပ်လေးတွေဒီမှာအလွယ်တကူဖတ်ပြီးတော့ကြည့်လို့ရပါတယ် okay ဒါဆိုလို့ရှင် pdf file လေးကိုရမယ်เนาะဒီမှာကျွန်တော် pdf file ကိုဒီမှာအစုံတင်ပေးလိုက်ပါတယ် โอเคအဲမိတ်ဆွေတို့ရဲ့နော်မိတ်ဆွေတို့ရဲ့တငယ်ချင်းတွေကိုလည်းတည်တော့အောင်ဒီဗီဒီယိုလေးကိုမျှဝေပေးပါအောင်ခင်ဗျာโอเคအဆင်ပြေမယ်လို့လည်းထင်ပါတယ်ခင်ဗျာအဆင်မပြေရရှိရင် comment လေးမှာ mention လို့ရပါတယ်အဆင်ပြေပါစေခင်ဗျာ